โอเคဒါလေးကတော့ဒီနေ့ကျွန်တော်အာဒီမှာ အမြင်ပြောချင်တာလေးရှိလို့ပေါ့နော် TikTok မှာရိုက်တင်လိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီနေ့က September 30ရက်နေ့ဖြစ်ပါတယ်အဲကျွန်တော်တို့ဗနက်ဖန်အော်တိုဘတ်၁ရက်နေ့မှာအမေရိကန်ရဲ့ US ရဲ့ government shutdown ဖြစ်နိုင်ကြီးတော်တော်လေးမြင့်နေပါတယ် shutdown ဖြစ်တယ်ဆိုတာဘာလဲဆိုလို့ရှိရင် government အတွက်ကိုလိုအပ်တဲ့အသုံးစရိတ်ပေါ့နော်အသုံးစရိတ် budget ကိုလွှတ်တော်ကပြဋ္ဌာန်းတာမှာမပြီးသေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီအဲ ဲ့ function တွေပေါ့เนาะတချို့အရင်အရေးမကြီးဘူးလို့ယူဆရတဲ့ function တွေကိုခဏ shutdown ချပြီးတော့ခဏရပ်ထားမယ်ဟာကိုပြောတာပေါ့เนาะဆိုတော့အာဟိုလောက necessary ပေါ့တကယ်မဖြစ်မနေမဖြစ်မနေလောက်ရမယ်အဲ process အတွက်ကိုလောက်ရမယ်ဟာတွေကလွင်းရင်ကြံတဲ့တိတ်အရေးမကြီးလို့ထင်ရတဲ့အပိုင်းတွေအကုန်လုံးရက်ပစ်လိုက်ပါပေါ့เนาะဆိုတော့ဒါအတိတ်မှာတော့ကျွန်တော်ဖြစ်ခဲ့ပူတာတွေအများကြီးရှိတယ်ဂါမန့် shutdown ကအသက်ဆန်းတော့မဟုတ်ဘူးเนาะဒါပေမဲ့ government shutdown ဖြစ်တဲ့အချိန်မှာ ဘယ်လောက်ကြာမလဲဆိုတာကကျွန်တော်တို့ကအာပြောလို့မရဘူးဗျတစ်ခါတလေနိုင်ပိုင်းကြာရတယ်တစ်ခါတလေ30ခွနေရတိကြာခဲ့ဘူးတာလေအဲကျွန်တော်တို့တမိုင်းမှာရှိခဲ့ဘူးဆိုတော့အဲ့ဒါဟာဒီကျွန်တော်တို့ကဘာဖြစ်မလဲဆိုလို့ရှိရင်တဲ့ crypto တွေ forest တွေ safe for the time ဖြစ်တာအာကျွန်တော်တို့ရှိလာမှာပေါ့နော်အဲ့တော့ဈေးအတက်ကျအရင်ကျန်းတာမျိုးတွေဖြစ်လာနိုင်ရင်ရှိရတယ်အဲ့တော့လောလောဆယ်မှာကိုယ့်ရဲ့ investment တွေကိုဘယ်လိုအကောက်ကွယ်မလဲဆိုတာကိုနည်းနည်းစဉ်းစားလို့ရအောင်ကျွန်တော်ဒီ video လေးကိုအမြန်လေးတင်ပေးတာပါ ကျေးဇူးများကြီးတင်ပါတယ်နောက်ကြိုင်ဒီလိုလိုအမြင်လေးရိုက်ရိုက်ပြီးတော့တင်ပေးတဲ့ဗီဒီယိုတွေလည်းဆက်ပြီးရောရင်းတော့ပါမယ်နော်